မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမယ့်ပုံမြင်လေးကတော့ထင်းခွေယောက်ျားနဲ့စင်စရာဟိုးရှိရှိတော့ငါပေါ့ကွယ်တိုင်းပြည်သမီးမှာထင်းခွေတဲ့အမျိုးသားတူရှိပါတယ်တဲ့ထင်းခွေတဲ့ဆိုတာထင်းတွေကိုတော်ထဲမှာသွားရှာပြီးစီးပွားရေးလုပ်တဲ့လူကိုပြောတာပေါ့ မှာတော့သူဟာမြို့ပြင်ကိုထွက်ပြီးထင်းနေကိုရှောက်ဖွေတာပေါ့တနေ့တော့ထင်းခွေတဲ့အမျိုးသားဟာမြို့ပြင်ကိုထွက်ပြီးထင်းနေသွားရှာတာပေါ့ညနေဆောင်တော့ထင်းစည်းကိုထမ်းပြီးမြို့ကိုပြန်လာတာပေါ့ကွယ်ဒီလိုမြို့ကိုပြန်လာတဲ့အချိန်မှာ နောက်ကျတဲ့အတွက်မြို့တကားကပိတ်ထားပါလေညောမြို့တကားပိတ်ထားတော့သူကမြို့ထဲကို ဝင်လို့မရတော့ဘူး။ဒါကြောင့်ထင်းခွေယောက်ျားဟာမြို့တကားဝအနီးမှာရှိတဲ့နှကွန်တစ်ခုမှာထင်းစည်းလေးကိုချားပြီးအိပ်နေတာပေါ့။နှကွန်မှာဘေးမဲလွတ်ထားတဲ့ကြက်တွေအများကြီးရှိတယ်တဲ့။အဲ့ဒီချက်တွေဟာနှက်ကွန်ရဲ့အနီးမှာတပင်ပေါ်တွေမှာတက်ပြီးအိတ်ချတယ်။အဲ့ဒီတပင်ရဲ့အောက်မှာတော့ ထင်းခွင့်ယောက်ျားဟာအိုက်တာပေါ့ကွယ်မိုးလင်းကနေအချိန်မှာတော့တပင်အပေါ်ကိုင်းကအိတ်တဲစက်တခေါင်ဟာမစင်စွန့်ချတာပေါ့ကွယ်အီအီပါချဒီလိုတပင်အပေါ်ကိုင်းကကြက်ကအီအီပါချတော့အောက်ကိုင်းမှာအိမ်နေတဲ့ကြက်ပေါ်ကိုကြတာပေါ့ ဒီတော့အောက်ကိုင်းမှနေတဲ့ကြက်ကစိတ်ဆိုးပြီးအပေါ်ကကြက်ကိုလှမ်းပြောတယ်ဒီလိုနဲ့အပေါ်အောက်လှမ်းပြောရာကနေကြက်နှစ်ကောင်စကားများရင်ဖြစ်ကြတာပေါ့အဲ့ဒီတော့ငါဆိုရင်လူတွေကကြက်တေးတလေးစင်နေရဲ့စကားကိုနားလေတယ်တဲ့ဒီလိုစကားများနေကြတာကိုအောက်ကသင်ခွေယောက်ျားမျိုးသားဟာနားထောင်နေတာပေါ့ ဟဲကြက်တင်ဟာငါရဲ့တန်ဖိုးမသိတလို့ဒါကြောင့်ငါရဲ့ကိုဘော်ကိုအီးအီးပါချတာလားငါကိုတတ်ပြီးမီးကင်စားတဲ့သူဟာနက်နက်ဆော့ဆော့မှပဲငွေတွေအများကြီးရလိုက်မယ်ဒီလိုအောက်ကိုင်းကကြက်ကပြောတော့နောက်ကြက်တစ်ကောင်က အမလေးနေ့ရက်တမိုးကအကပြတစ်ထောင်ပဲရှိတယ်။ငါရက်တမိုးကနှစ်ထက်တောင်ပုံမြက်သေးတယ်။ငါကိုတက်ပြီးငါရဲ့ဥကောင်းကိုစားတဲ့သူဟာမင်းဖြစ်မဲဘရင်ဖြစ်မဲအပြင်ကအသားကိုစားတဲ့ယောက်ျားဟာစစ်သူကြီးဖြစ်မဲအကယ်၍မိမကစားတယ်ဆိုရင်မိဖုရားဖြစ်မဲငါရဲ့အယွန်းသားမှာကတ်နေတဲ့အသားကိုစားတဲ့သူဟာ ယဟန်ဖြစ်ရင်မင်းရဲ့ဆရာဖြစ်လိမ့်မယ်အကယ်၍ရိုးရိုးလူဝတ်ပဲဖြစ်လို့ရှိရင်ဘနာဆိုဖြစ်လိမ့်မယ်ဒီလိုအထက်ကန်ကချက်တာလေပြန်ပြောတာပေါ့ဒီချက်မကောင်ရဲ့စကားကိုထင်ခွေယောက်ျားမျိုးသားကြားသွားတဲ့အခါမှာသူဟာ တပင်ပေါ်ကိုတသိမ့်လေးတက်ပြီးအထက်ကန်ကချက်ကိုဖမ်းပြီးတက်လိုက်ပါလေရောကွယ် မိုးလင်းပြီးမြို့တကာဖွင့်တဲ့အခါမှာတော့သူတက်ယူလာတဲ့ချက်ကိုယူဆောင်ပြီးအိမ်သို့ပြန်လာတာပေါ့လမ်းမှာတော့ဟာဟာဟာငါတော့ဒီချက်ရဲ့အတောင်းစားပြီးငါဘယင်ဖြစ်တော့မယ်ငါမင်းဖြစ်တော့မယ်စိတ်ထဲမှာတွေးပြီးဝမ်းသာနေတာပေါ့ကွယ်ဒီလိုအိမ်ကိုရောက်တဲ့အခါသူ့ရဲ့မိန်းမကိုသူက ဟေးမိမဒီကြက်ကိုကောက်ကောက်ချက်နော်ဒီလိုပြောပြီးပေးလိုက်တာဗောသူ့မိမကလည်းကြက်ကိုတေချာချက်ပြုတ်ပြီးသူ့ရဲ့ယောက်ျားကိုပေးလိုက်တာဗောဒါပေမဲ့သူ့ယောက်ျားကဒီထမင်းနဲ့ဟင်းကိုချက်ချင်းမစားသေးဘူးဒီလိုမစားသေးပဲနဲ့သူ့ရဲ့အမျိုးသမီးကိုပြောပြလိုက်တယ်။ရှင်မရေငါအခု တိုက်ယူလာတဲ့ကြက်မင်းချက်ထားတဲ့ကြက်ကလေတာမန်ကြက်မဟုတ်ဘူးကွာထူးခြားပြီးတန်မိုးရှိတယ်ဒီကြက်ဥကောင်ငါစားမယ်ဒါဆိုငါတော့မုတ်ချမင်းပြတ်မှာပဲမင်းကတော့ကြက်ရဲ့အပြင်သားကိုစားအပြင်သားစားတဲ့လူကမိဖုရားဖြစ်မယ်ဒါပေမဲ့အခုငါတို့မစားသေးဘူးငါတို့ခနာကိုတန့်ရှင်းသွားအောင်ဂင်းကမြစ်ထဲမှာရေးသွားချိုးမယ် ရေချိုးပြီးမမင်းနဲ့ငါနဲ့အတူမိကန်ပေးမှစားကြတာပေါ့ဒီလိုပြောလိုက်တာပေါ့ကွယ်ဒီလိုနဲ့ထင်းခွေယောက်ျားအမျိုးသားနဲ့အမျိုးသမီးဟာစက်တာအိုးနဲ့ထမင်းအိုးကိုတောင်းတစ်ခုမှထဲပြီးခင်ငါမြစ်ကိုထွက်လာကြတာပေါ့ခင်ငါမြစ်ကိုရောက်တော့တောင်းကိုမြစ်ကန်ပေးမှချပြီးမြစ်ထဲကိုရေချိုးဖို့စဉ်းစားတာပေါ့ကွယ် ဲ့ချိန်မှာပဲရုတ်တရက်လေတွေတိုက်လာခဲ့တယ်။လေပြင်းတွေတိုက်လာတယ်။ဒီတော့ရေလိုင်းတို့ဟာတက်လာတာပေါ့။ရေတွေတဖြည်းဖြည်းတက်လာတော့မြေကံပေးထားတဲ့စက်ပါဟင်းထည့်ထားတဲ့တောင်ထီရေတွေကတက်လာတာပေါ့။ဒီလိုတက်လာတော့တောင်းဟာမြည်ရင်နဲ့အတူညောပသွားတာပေါ့ကွယ်။ တင်ခွေယောက်ျားလင်မယားလဲရေစီးတဲ့နောက်ကိုမျောပါမသွားအောင်ကြိုးစားပြီးကုခတ်နေရတဲ့အတွက်တောင်မျောပါသွားတာသတိမထားမိဘူးဒီလုံးနဲ့ချက်သားဟင်းနှောင်းကမြင့်ရေစီးချောင်းအတိုင်းမျောပါသွားရင်အောက်စိတ်မှာစင်ကိုရေချိုးပေးနေတဲ့စင်စရာအနည်းကိုရောက်သွားတာပေါ့စင်စရာဟာတောင်းကိုဆဲယူကြည့်လိုက်တော့ င်းမှာထမင်းနဲ့ချက်ပါဟင်းဖြစ်နေတာကို တွေ့လိုက်ရတာပေါ့ကွယ်။ဒါကြောင့်အိမ်ကိုယူသွားတာပေါ့။ချိန်ထဲမှာဘဲဆင်ဆရာကိုးကွယ်တဲ့ရှင်ရသိဟာဆင်ဆရာရဲ့အိမ်ကိုကြွားရောက်နေတယ်။ရှင်ရသိကအကြာမြင်ရသူဖြစ်တယ်။ဒါကြောင့်ဆင်ဆရာချက်ပါဟင်းရလာတာကိုသူသိတယ်။ စက်တန်းဟင်းဟာတာမန်စက်တန်းဟင်းမဟုတ်တဲ့အကြောင်းထူးခြားတဲ့အစွမ်းတတ္တိနဲ့ပြည့်စုံတဲ့အကြောင်းကိုလည်းရှင်ရတိကသိတာပေါ့ဒါကြောင့်လဲဆင်ဆရာရဲ့အိမ်ကိုကြွားရောက်လာခြင်းဖြစ်တာပေါ့ကွယ်ဆင်ဆရာရောက်လာတော့ရှင်ရတိကအယူမှာကတ်နေတဲ့အသားကိုမိမိအားစက်ကတ်စီရေဖုံးပေးတော်မူတာပေါ့ အပြင်အသားဟိုဟာဆင်ဆရာရဲ့ဇနီးမယားကိုစားစီတယ်ပြီးတော့ဆင်ဆရာကိုတင်ဒီမကြမင်းမင်းဖြစ်လိမ့်မယ်တင်ရဲ့ဇနီးကတော့မိဖုရားဖြစ်လိမ့်မယ်ငါဤစကားကိုမမေ့ပါနဲ့ဒီလိုဆိုပြီးရှင်ရသိကကြွသွားတာပေါ့ကွယ်ဒီလိုအချိန်ကာလအနည်းငယ်ကြာလာတဲ့အခါမှာတော့ တခြားတိုင်းပြည်ပြည်ကမင်းတပါဟာဗာယာနတိပြည်ကိုလာရောက်ပြီးတိုက်ခိုက်တာပေါ့အဲ့ဒီခါမှာဗာယာနတိမင်းကစင်စရာကိုဘရင်အဝတ်စားတွေပေးဝတ်စေပြီးသူ့ရဲ့နေရာမှာနေပြီးတော့စင်စီးပြီးစစ်ထိုးခိုင်းတာပေါ့ကွယ်ဘရင်ကတော့ရဲမက်ပူပါတွေချာမှာမထင်ရှားအသွင်နဲ့သွားလာပြီးစီမံကွက်ကဲတာပေါ့ ရန်သူတွေပြစ်လွှတ်လိုက်တဲ့မြားဒဇင်းဟာဘာယာနတိမင်းကိုလာရောက်ပြီးထိမှန်နေ။ဒါကြောင့်ဘရင်အစ်စ်ဘာယာနတိမင်းဟာအဲ့ဒီနေရာမှာပဲနှက်ရဆန့်သွားတာပေါ့ကွယ်။ဒီတော့ဘရင်ရောင်ဆောင်ထားတဲ့စင်စရာကသူ့ရဲ့စစ်တီတို့ကိုရုတ်တရက်အမိတ်ပေးလိုက်တာပေါ့။ ငါဤဘန္နာတိုင်းအတွင်းမှရွှေငွေတို့ကိုလိုချင်သူများရန်သူကိုရွရွချွတ်ချွတ်တိုက်စေရန်သူကိုအားကျုံးမှန်တက်တိုက်ခိုက်ကြတော့သူကဒီလိုပြောလိုက်တာပေါ့ဒီလိုရန်သူတွေကိုအားကျုံးမှန်တက်တိုက်ခိုက်ခဲ့တဲ့မုံမတ်တွေကိုလည်းသူ့ရဲ့ကလေးအတိုင်းရွှေငွေများကိုပေးတယ်ရှင်ဝင်ရတဲ့သူတို့ကလည်းဆင်ဆရာနဲ့အတူ ပူပေါင်းပြီးရွရွချွချွန်တိုက်ခိုက်တာပေါ့ကွယ်ဒီလိုနဲ့ရန်သူတို့ဟာအေးနှိပ်ပြီးဆုတ်ခွာထွက်ပြေးသွားကြတာပေါ့စပွဲပြီးတဲ့အခါမုမတ်တို့ဟာဘရင်ကိုကောင်းကောင်းမွန်မွန်တကြိုကြတာပေါ့ပြီးတော့ငါတို့ဘရင်မင်းမြတ်ကတတ်တော်ထေရှားရှိစဉ်ကလေးကစင်စရာကိုမင်းအသွင်ပြုတ်စီတယ် ယခုငါတို့ဘုရင်မြင့်မြတ်မရှိတော့တဲ့အတွက်စင်စရာဥဆောင်ပြီးရန်သူကိုချေမောင်းနိုင်ခဲ့တယ်။ဒါကြောင့်စင်စရာကိုပဲဘုရင်မြောက်တဲ့နဲ့ဒီလိုအလုံးဟာတဏှီတညွတ်တဲ့စင်စရာကိုမင်းအဖြစ်တင်မြောက်ကြတာပေါ့ကွယ်ဒီတော့စင်စရာကဘုရင်ဖြစ်တော့စင်စရာရဲ့ ်မိမကလည်းအလိုလိုနေရင်မိဖုရားဖြစ်လာတာပေါ့စင်ဆရာရဲ့ဆရာ ရှင်ရသိကလည်းမင်းဆရာဖြစ်လာတာပေါ့ကွယ်ကျတာဟင်းကိုစားတဲ့ကျတာဟင်းရဲ့အစွမ်းတတ္တိအတိုင်းသူတို့တွေတကယ်ဖြစ်လာတာပေါ့ပုံမြင်လေးရတော့ဒါပါပဲနော်သင်ခွေယောက်ျားကတော့ရှေ့ကောင်းမှုကံမရှိတာကြောင့် ချက်ပါဟင်းနဲ့ကြံဖန်ပြီးလွဲခဲ့ရတာပေါ့သူကိုယ်တိုင်ချက်ကိုဖမ်းလာတဲ့ချက်ပါဟင်းကိုချက်တယ်စားဖို့ကြံရွယ်ပြီးမဲရှေးကံမကောင်းတာကြောင့်ချက်ပါဟင်းမစားလိုက်ရလို့ဘယင်မဖြစ်ခဲ့ပါဘူးတဲ့ဆင်ဆရာကတော့ရှေးကကောင်းမှုကံနေရှိတာကြောင့်ချက်ပါဟင်းကိုမကြံရွယ်ပဲစားလိုက်ရတဲ့အတွက်ဘယင်ဖြစ်သွားတာပေါ့ကွယ် ဒီနေ့တော့ဒီလောက်ပါပဲကွယ်။